ပစ္စည်းတစ်ခုကိုမဝယ်ပြစ်တဲ့အကြောင်းပေါင်းများစွာရှိပါလိမ့်မယ်။အဲ့ဒီထက်ကအရေးကြီးတဲ့အချက်တစ်ခုဆိုရင်ဘာဖြစ်မထင်လဲ။ဟုတ်ကဲ့ပါဗီဒီယိုရအဆုံးထိကြည့်ရှုပေးပါအောင်ခင်ဗျာ။အားလုံးမင်္ဂလာပါ။စီးစီအန်နေပြန်လဲကြိုဆိုလိုက်ပါရစေ။ကျွန်တော်ကတော့ business နဲ့ marketing ပိုင်းလေးကို sharing လုပ်ပေးနေတဲ့အောင်ကုန်းဖြစ်ပါတယ်။နောက်ဆုံးကိုပြန်ဆက်ရမယ်ဆိုရင်ဒီပိုင်းကကျွန်တော် Facebook သုံးနေရင်းနဲ့ကားကြော်ညာတစ်ခုတွေ့တယ်။ကားကြော်ညာဆိုတာကသူကဒီ မာစလီလို့တော့ BMW လို့အစရှိပြင်ဥရောပကားတွေရောင်းနေကြောညာပါဆိုအဲ့ဒီကြောညာလေးကိုဖတ်လိုက်တဲ့အချိန်မှာထူးခြားတာတကူလေးကျွန်တော်တွေ့တွေ့ပါတယ်အဲ့ဒါကပါလဲဆိုရင်ဥရောပကားတွေမဝယ်ခင်ဒီဟာလေးကိုဖတ်ပါဆိုတဲ့ပုံစံမျိုးသူက link လေးတကူထည့်ပေးထားတယ်ပေါ့နော်ဆိုအဲ့ဒီ link လေးကိုကျွန်တော်သွားနှိပ်ကြည့်လိုက်တဲ့အချိန်မှာဘာသွားတွေ့လဲဆိုဥရောပကားတွေကိုဝယ်မယ်ဆိုရင်ထည့်သွင်းစဉ်းစားရမယ်အချက်တွေနောက်ပြီးတော့ဒီပြင်မယ်ဆိုရင်စိတ်ချရတဲ့ ဘော့ရှော်ရီအပေါ်ပစ္စည်းဝယ်မယ်ဆိုရင်ရနိုင်တဲ့ဆိုင်တွေစိုက်ရတယ်အဲ့လားတွေကိုစူးစီးပေးထားတဲ့အကြောင်းလေးပါဒါလေးကတော်တော်လေးကိုကောင်းတဲ့ idea လေးတစ်ခုလို့ကျွန်တော်မြင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဗျာဥရောပကားနဲ့ဂျပန်ကားနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်တချို့နေရာတွေမှာဈေးတန်းတူတဲ့ဟာရှိနေတယ်ပြောချင်တာက3000 3000ပေါ့နော်3000ပေါ့ဒါဆိုရင်ဥရောပကားလည်းရနိုင်တယ်ဂျပန်ကားလည်းရနိုင်တယ်ပေါ့နော်အဲ့ဒီအခြေအနေမျိုးမှာ ဥရောပကောင်နည်းနည်းလူတွေကရွေးချယ်မှုအတွက်မရဲကြအဓိကမရဲတဲ့အကြောင်းတရားက workshop ကြောက်တယ်လို့အဖို့ပြစီစည်းကြည့်တယ်လို့အစရှိတယ်ဒီလိုမျိုးသူတို့မှာစိုးရိမ်စိတ်တွေ worry တွေရှိတယ်ပေါ့နော်ဂျပန်ကားချင်းတွေ့ရင်တော့ဗျာအမှတူရိုတာနဲ့ဟွန်ဒါနဲ့ဆိုရင်တူတာကိုပိုကြိုက်ကြတယ်ဘာလို့လဲဆိုတော့ workshop ကိုရွေးဘူးလို့ဘယ်နာထုတ်ထုတ်ရတယ်အစရှိတယ်ဒီလိုမျိုးလေးပေါ့နော်ခုနကဟာကိုပြန်ပြောမယ်ဆိုရင်ဥရောပကားက workshop ရွေးတယ်လို့အဖို့ပြစီစည်းကြည့်တယ်လို့အစရှိတယ်ဒီလိုအချက်တွေကြောင့်ဒီတန်းချင်းတွေ့ရင်တော့မှဂျပန်ကားကိုနည်းနည်း ပုံပြီးတော့စိတ်ဝင်စားကြရပြီရှိတယ်ပေါ့နော်ကျွန်တော်လည်းမဝင်နိုင်ပါဘူးဒါကကျွန်တော်တရေကြပြီးတော့ live ဖတ်ကြည့်တာပဲရှိတာပါအဲ့ဒါကျွန်တော်လည်းဒီဗီဒီယိုမလုပ်ခင်ပေါ့နော်ကျွန်တော် personal account မှာအမေရှင်မှာတိတ်တထောင်တာရှိမယ်ဆိုလို့ရှိရင်ဂျပန်ကားနဲ့ဥရောပကားဘာဝယ်မလဲဆိုပြီးတော့မေးကြည့်ရတာတော်တော်များများဂျပန်ကားဝယ်မယ်လို့ပဲပြောကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်ခုနပြောတဲ့အချက်တွေပဲ workshop ရွေးတယ်လို့ပြင်ဆင်စရေးကြီးတယ်လို့အစရှိပြင်ဒီချက်တွေပဲပြောကြတယ် ောက်တစ်ခု spare part ဈေးကြီးတယ်ပေါ့ဗျာဒါလည်းပါတယ်ဒါဆိုရင် web3 ဘာကြောင့်ဥရောပကားကိုမဝယ်ရဲကြတာလဲဆိုလို့ရှိရင်နံပါတ်1 workshop ယူတယ်နံပါတ်2ပုံပစ္စည်းရှားတယ်ဈေးကြီးတယ်ဒီလိုအချက်တွေဒါဆိုရင်အဲ့ဒီ web3 စိတ်ပူနေတဲ့အချက်တွေကိုအခုနကကားရောင်းတဲ့ post မှာတို့တစ်ခါလဲထည့်ထားတယ်ကျွန်တော်တို့ဒီ marketing point တော့ view ကပြန်ကြည့်မယ်ဆိုရင်တခုခုရောင်းနေတယ်ကျွန်တော်တို့မှမရောင်းရတဲ့အကြောင်းရင်းတစ်ခုကပါတယ်ဆိုရင်လူတွေဘာကိုစိတ်ပူနေလဲဆိုတာမသိဘူး။ဥပမာကျွန်တော်အများအားဖြင့်ပြောတဲ့ ဆိုင်ဆိုင်ကြီးရကျွန်တော်တို့အနာဥတည်ရင်ဆိုင်ဆိုလို့ရှိရင်သူ့ရဲ့အဓိက selling point ကပစ္စည်းမှန်နဲ့ဈေးတန်တန်ဒါပဲအခြားဆိုင်တစ်ဆိုင်မှာတော့ဝယ်မယ်ဆိုရင်ငါ့အမြဲဂျင်းထည့်လိုက်မလားမသိဘူးဒီပစ္စည်းကမှန်မှမှန်မှမလားမသိဘူးအဲ့လိုမျိုး worry ရှိတယ်ဒါဆိုရင်အဲ့ဒီ worry ကိုဥတည်ရင်က save လုပ်ပေးနိုင်တယ်သူ့ဆိုင်မှာလည်းဝင်လုံးဝပစ္စည်းမှန်နဲ့လုံးဝဈေးတန်တယ်ဆိုရယ် feel ရတယ်ဒါမျိုးကကျွန်တော်တို့ဗျာရန်ကုန်ရောက်စားရဆိုရင်တချို့သောဟိုဈေးဆိုင်ကြီးပေါ့ဗျာကျွန်တော်နေရာတော့မပြောတော့အဲ့လိုနေရာမျိုးကြီးတွားရင် တသောင်းသောင်း9000တော့စစ်ထားလိုက်အဲ့လိုအဖြစ်ကွာလေဒါကျွန်တော်တို့တည်တာဒါဆိုရင်ကျွန်တော်တို့မှဟို worry ရှိတယ်ငါ့ကိုဂျင်းများထည့်လိုက်မလားပစ္စည်းကမှန်မမလားဒါမျိုး worry ရှိတယ်အဲ့ခုန worry မျိုးကိုဥတည်ရင်မှကြတော့မရဘူးအဲ့ worry မခံစားဘူးဥတည်ရင်ဆိုတာဈေးမှန်နေဆိုတဲ့ feeling ရတယ်ဆိုတော့ကျွန်တော်တို့ကမယောင်ရတဲ့အချက်တွေထဲမှာအရေးကြီးတဲ့အချက်တစ်ချက်ကပါလဲဆိုရင်ကျွန်တော်တို့ရဲ့ customer တွေဘာစိတ်ကူးနေလဲမသိဘူး။သူတို့ဝဲတော့ဝဲခြင်းတယ်။ဘယ်ဟာကသူတို့အဟန်တာဖြစ်နေလဲ ဘယ်ဟာကိုသူတို့စိတ်ကူနေရခုနပစ္စည်းမမှန်မှဆိုတာလားဈေးကြီးသွားမှဆိုတာလားဒါကိုသူတို့စိတ်ကူပဲအဲ့ဒီစိတ်ကူတာကိုကျွန်တော်တို့ဘာလဲဆိုတာသိအောင်လုပ်ပါအဲ့ဒီဟာကိုကျွန်တော်တို့ကဖြေရှင်းနိုင်အောင်ဂရိပေးပါဆိုတော့လူရင်းကိုပြန်ပြီးတော့အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်ဝဲသူတွေမဝဲရဲတဲ့အကြောင်းအချင်းဟာတစ်ချက်တော့မဟုတ်ဒီထက်လည်းပုံများလိမ့်မယ် သူတို့ဘာစိတ်ကူနေလဲဆိုတော့သူတို့ဘာကအဟံတားဖြစ်နေလဲဆိုတော့ကျွန်တော်တို့သိဖို့ပဲအဲ့ဒါကိုသိရဆိုရင်အဲ့ဒါကိုဖြည့်ရှင်းပေးနိုင်တယ်အဲ့ဒါကိုဖြည့်ရှင်းပေးမယ်လို့ဂရိပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ပုံပစ္စည်းတွေဝန်ဆောင်မှုတွေပြောင်းအောင်ပုံတိုးတက်လာဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့လုပ်ငန်းမှာဝယ်မဲ့သူတွေရဲ့စိုးရိမ်မှုကဘာဖြစ်မထင်လဲစဉ်းစားကြည့်ပါအဖြေရှားကြည့်ပါအဲ့ဒါကိုဂရိပေးကြည့်ပါဒါဆိုရင်ပို့ပြီးတော့ရောင်းအားတိုးလာမှာတိတ်ကြပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီကနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာတွေကမိတ်ဆွေတို့တန်းကျိုးရှိရဆိုရင်အခြားသူတွေတရားအောင်လည်းမျှဝေသားလို့ရပါတယ် အခုလို business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ marketing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပုံမှန်မျှဝေပေးနေတယ်ကျွန်တော်တို့ရဲ့ CD Facebook page တွေကို like and follow လုပ်ထားပေးစေချင်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျာ